ဒီနေ့မှာတော့ပြည့်သက်ကြီးအတွက်တကြွေတထေးကြီးတယောက်ဖြစ်လာဖို့ဆောင်ရွက်ရမယ့်နီးလန်းတွေကိုဘ ਹੁ တုဒ္ဒအဖြစ်ဝေမျှပေးသွားမှာဖြစ်ပါတယ်။သင်ဟာတာမန်လူတယောက်ဖြစ်တယ်ဆိုပါစို့။ဒါဆိုရင်သင်ဘဝအတွက်မလိုအပ်တာတွေမှာအချိန်ဖြုန်းနေမယ့်အစားဘဝအတွက်အကျိုးရှိတာတွေဆောင်ရွက်ပြီးအကောင်းဆုံးတည်ဆောက်ဖို့အကြံပြုထားတာဖြစ်ပါတယ်။ရတာလေးကိုဝယ်လိုက်မလိုအပ်တာတွေဖြုန်းနေတဲ့သူတွေအတွက်ကတော့ချမ်းသာမဲ့လမ်းကြောင်းဟာပေါ်လာမှာမဟုတ်ပါဘူး။ သူတို့ဟာတာမန်ဘဝဆက်ကွင်းထဲမှာပဲအချိန်ကုန်နေမှာဖြစ်ပါတယ်။ဒါကြောင့်ကိုလိုချင်တာလေးတွေကိုချက်ချင်းဝယ်မဲ့အစားတလာချင်းဖြည်းဖြည်းချင်းစီစုပြီးဝယ်ပါကအသုံးစရိတ်လဲလျှော့ချနိုင်မှာဖြစ်တယ်လို့အောင်မြင်မှုလမ်းကြောင်းကိုလည်းတွားရောက်နိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ချမ်းသာနိုင်မဲ့နီးလန်းတွေကိုဒီဗီဒီယိုလေးထဲမှာဘလို့တွေဝေမျှနီးလန်းပေးထားလဲဆိုတာကျွန်တော်တို့အတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်နော်။သင်ဟာဆင်းရဲတဲ့လူတယောက်အဖြစ်မွေးဖွားလာတာကိုစိတ်ထဲကြနေစရာမလိုပါဘူး။ ဘဝဘေးအခြေအနေဆင်းရဲတိုင်းလဲဘဝတစ်လျှောက်လုံးဆင်းရဲရမယ်လို့မဆိုလိုပါဘူးချမ်းသာတဲ့လူအဖြစ်မွေးဖွားလာတဲ့လူကလည်းတသက်လုံးချမ်းသာနေမယ်လို့မဆိုလိုပါဘူးဒါကြောင့်ဆင်းရဲတာတွေချမ်းသာတာတွေကိုတွေးနေမယ်အစားကိုယ်အစွမ်းအစတွေဉာဏ်ပညာကိုအသုံးချပြီးချမ်းသာအောင် ဆောင်ရွက်ဖို့အကြံပြုချင်ပါတယ်သင်ဟာတနေ့ချမ်းကိုချမ်းသာရမယ်ချက်ချင်းလက်ငင်းကိုချမ်းသာရမယ်ဆိုပြီးတွေးထားတယ်အစီအစဉ်တွေချမှတ်ထားတယ်ဆိုပါတော့ဒါဆိုရင်တင့်မှာ many mindset ဆိုတဲ့စိတ်ထားတစ်ခုရှိရပါတယ် ဆိုလိုတာမင်းရဲ့ပတ်စံစိတ်သဘောတာပတ်စံချမ်းသာမှုနဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးငယ်စဉ်ကတည်းကသင်တိဆောက်ထားတဲ့ယုံကြည်ချက်တစ်ခုပါပဲငယ်စဉ်ကတည်းကငါတနေ့ချမ်းသာရမယ်အောင်မြင်ရမယ်ဆိုတဲ့ပြင်းပြတဲ့စိတ်နေစိတ်ထားရှိရမှာဖြစ်ပါတယ်လူတော်တော်များများတနေ့မှာအချိန်ဘလောက်ပေးပြီးပတ်စံအကြောင်းကိုတွေးဘူးကြလေဒါမှားနေတဲ့အယူအဆတစ်ခုဖြစ်ပါတယ်လူတော်တော်များများဟာအချိန်တစ်ခုပေးပြီးတနေ့ကိုပတ်စံအကြောင်းတွေးဖြစ်အောင်တွေးရမှာဖြစ်ပါတယ် သင်ချမ်းသာဖို့အတွက်ဘွဲ့တွေဒီဂရီတွေကဲ့သို့လေ့လာရမယ့်စီမင်းစည်းကမ်းတွေအများကြီးရှိပါတယ်။ဒါကတော့ငွေကြေးဗန္နာရေးတွေတေချာစီမံခန့်ခွဲနိုင်ဖို့ဖြစ်ပါတယ်။စင်းရဲတဲ့လူတော်တော်များများတွေးနေတဲ့အမားတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ဘွဲ့တွေဒီဂရီတွေအများကြီးရှိမှငွေတွေအများကြီးရမယ်လို့ထင်နေတာပါ။ဒါကတော့လုံးဝမှားနေပါတယ်။လူချမ်းသာတွေအတွေ့အကြုံအဲ့လိုမဟုတ်ပါဘူး။ဝင်ငွေလေးရှာလိုက်တင်နန်းတစ်ခုတက်လိုက် နောက်ဝင်ငွေကောင်းရင်နောက်ထပ်သင်တန်းတွေထက်တက်လိုက်အဲ့လိုလှုပ်သွားရင်ကနေတဆင်ချင်းဝင်ငွေရှာလို့ရမှာဖြစ်ပါတယ်ဒီအတွေးတွေကမှားနေတာဖြစ်ပါတယ်သူတို့ကဘွဲလက်မှတ်တွေဒီဂရီတွေအများကြီးရှိမှဝင်ငွေတွေအများကြီးရမယ်လို့ထင်နေတာဖြစ်ပါတယ်ဒါတွေကမှားနေတဲ့အတွေးတွေဖြစ်ပါတယ်ပညာတွေအများကြီးတက်တိုင်းလဲချမ်းသာလာမှာမဟုတ်ပါဘူးဝင်ငွေတွေကိုတဖြည်းဖြည်းစုဆောင်းပြီးအကျိုးရှိတာတွေလှုပ်သွားရင်တနည်းချမ်းသာလာမှာသေးကြပါတယ် ဥပမာတင့်မှာရူပီတန်းရှိတယ်ဆိုပါစို့ဒါကိုတင်ရရူပီတန်းတန်ဝစ်စုံဝယ်ဝင့်မယ်ဆိုပါစို့ဒါဆိုသူ့မှာရှိတဲ့ပက်ဆန်တွေကတဲတဲရေတွန်တယ်လို့ဖြစ်သွားမှာသိကြပါလေဒီပက်ဆန်ကိုမတုံးမဲတေချာစုဆောင်းထားပြီးရင်းနှီးမြှုပ်နှံမှာကနောက်နှစ်20ကြာတဲ့အခါတင့်လက်ထဲမှာဒဂရီလောက်ပိုင်ဆိုင်နေမှာသိကြပါလေဘသူမှတော့မစုဆောင်းမရင်းနှီးပဲမချမ်းသာပါဘူးဖြည်းဖြည်းချင်းစုဆောင်းပြီးချမ်းသာလာတာဖြစ်ပါလေအခုလက်ရှိအခြေအနေမျိုးငွေကြေးဖောင်းပွားမှုတွေကြုံတွေ့လာရင်တော့ စုဆောင်ထားတဲ့ငွေကြေးတွေဟာအစမတန်ခုန်တက်ပြီးတန်ဖိုးတွေမြင့်တက်သွားနိုင်ပါတယ်။ရူပီ90ရာနောင်10နှစ်အတွင်းမှာရူပီ900အထိခုန်တက်သွားနိုင်ပါတယ်။ဒါကိုလက်ထဲမှာစုဆောင်ထားရင်တစ်ချိန်ကျရင်ငွေကြေးတန်ဖိုးကအစမတန်ခုန်တက်သွားနိုင်တာသိကြပါတယ်။မစုဆောင်ထားပဲသုံးဖြုံနေရင်တော့စင်ရဲတွင်ကနေတက်လာမှာမဟုတ်ပါဘူး။တာမန်လူဒန်းစားဘဝနဲ့ပဲအယုတ်ထုတ်နေရမှာဖြစ်ပါတယ်။ချမ်းသာတဲ့လူတို့တို့များများပတ်စံကိုမစုကြပါဘူး။ တို့ကပတ်စံနေပူပူပွားလာအောင်ပဲရင်းနှီးမြုံနှံကြတာဖြစ်ပါတယ်။တို့လက်ထဲမှာဒဂရေရှိရင်နောင်၁၀နှစ်အတွင်း၁၀ဂရေကနေဂရေ၅၀အထိရလာအောင် စွမ်းဆောင်ကြတာဖြစ်ပါတယ်။စင်းရတဲ့လူတွေကတော့လက်ထဲဒဂရေရှိရင်ကားဝယ်မယ်အိမ်ဝယ်မယ်နောက်ဆုံးသုံးမယ်စားမယ်ဒီလိုတွေပဲတွေးကြမှာ။နောက်ဆုံးလက်ထဲမှာဘာမှမကြံတော့ပဲရှိတာတွေကုန်မှာဖြစ်ပါတယ်။စင်းရတဲ့သူတွေဟာအာသွန်ခွန်ဆိုင်သုံးပြီးအလုပ်လုပ်မယ် အဲ့မှာအချိန်တွေကုန်ပြီးဆင်းရဲတွင်းနဲ့ရနေရုံမထွက်နိုင်ဖြစ်ပါတယ်။လူချမ်းသာတွေကတော့အဲ့လိုမတွေးပါဘူး။အလုံလဲလုံမယ်။ရလာတဲ့လောက်ခလာစာလေးတွေကိုအသုံးချပြီးနောက်ဆုံးကိုပိုင်စီးပွားရေးတစ်ခုထူထောင်မယ်။အဲ့ဒီကနေလုပ်ငန်းရှင်ဖြစ်လာအောင်ကြိုးစားကြတာဖြစ်ပါတယ်။ဝင်းဝင်းတစ်ဖက်တစ်လမ်းအတွက်အသုံးတက်အောင်သင်တန်းတွေတက်မယ်။လုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့မယ်။နောက်ဆုံးလုပ်ငန်းရှင်ကြီးဖြစ်လာအောင်ကြိုးစားမယ်။သူတို့ဟာအပြိုအပါးတွေတာမန်ဘဝမှာပဲရင်မှုမနေတော့ပဲ။ ဘဝအတွက်အကျိုးရှိအောင်အတုံးချဖန်တီးပြီးချမ်းသာလာအောင်ကြိုးစားနေကြတာဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်ပြောတဲ့အဆိုအရချမ်းသာဖို့ဘွဲ့တွေဒီဂရီတွေအများကြီးမလိုပါဘူး။သင်အနည်းမှရှိတဲ့အခွင့်အရေးတွေကိုစုပ်ကိုင်ပြီးအကောင်းဆုံးဖန်တီးပြီးချမ်းသာအောင်ကြိုးစားဖို့အကြံပေးထားပါတယ်။အရေးအကြီးဆုံးကသင်စိတ်ထဲမှာငါတနည်းချမ်းသာရမယ်လို့တွေးထားပြီးယဉ်ဒီမြုံနံမှုတစ်ခုပြုလုပ်ပါ။အဲ့ဒါအရေးအကြီးဆုံးပါပဲ။ဒါကနေသင်အောင်မြင်မှုတွေရရှိလာနိုင်မှာဖြစ်ပါတယ်။ယဉ်ဒီမြုံနံပြီး ပတ်စံနေအများကြီးရရှိလာအောင်ကြိုးစားပါ။ငွေကြေးဖောင်းပွားမှုတွေမြင့်တက်လာသလိုတင့်ငွေရရှိမှုလည်းအဆမတန်မြင့်တက်လာနိုင်တာကြောင့်တင်ကျွမ်းကျင်ရာတနေရာမှာရင်းနှီးမြှုပ်နှံပြီးကြိုးစားပစ်လိုက်ပါ။ပုံမှန်အလုပ်တစ်ခုလည်းလုပ်မယ်။တစ်ဖက်မှာလည်းရင်းနှီးမြှုပ်နှံမယ်။ဒါဆိုရင်တင်ဝင်ဝင်နှစ်ခုရမယ်။ရုပ်ပိုင်းဆိုင်ရာအားတွေအများကြီးမတုံးမယ်။တဆင်ချင်းရင်းနှီးမြှုပ်နှံပြီးတင့်ဝင်ဝင်ရလန်းတွေအများကြီးရအောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အခုအကြံပြုထားတဲ့အတိုင်းတဆင်ချင်းဆောင်ရွက်သွားပါက တင်တနေ့ချမ်းသာလာမှာတေးကြပါတယ်။ဒါမှမဟုတ်အရေးကြီးတာကတင်းစိတ်ထဲမှာငါတနေ့ချမ်းသာရမယ်ဆိုတဲ့အတွေးကိုလုံးဝတစ်ထစ်ချတွေးထားရမှာတေးကြပါတယ်။ဥပမာတင်းလက်ထဲမှာရူပီ3000ရှိတယ်ဆိုပါစို့။အဲ့ဒါကိုသုံးပြလိုက်မဲ့အစားတင်းတနေ့ရမှာယင်းနီမြုံနံမှာကတနေ့မှာတင်းစီမံခန့်ခွဲယင်းနီမြုံနံမှုတွေအပေါ်မူတည်ပြီးတင်းချမ်းသာတဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်တင်းလုံးဝချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်အခုပြောပြမယ်ရွှေရောင်စည်းမျဉ်းတွေကို လုံးဝခေါင်းထဲမှာမှတ်ထားဖို့လိုပါတယ်။နံပါတ်၁ငါတနေ့ချမ်းကိုချမ်းသာရမယ်ဆိုတဲ့အတွေးကိုတွေးထားပါ။ကိုယ်တိုင်လည်းအလုပ်ကိုကြိုးစားလုပ်မယ်။တခြားရုပ်ပိုင်းဆိုင်ရာတွေမှာလည်းအားတက်တရော်လုပ်ကြိုင်မယ်။ရင်းနှီးမြှုပ်နှံမှုတွေလည်းလုပ်မယ်။ဒီတိုင်းသာတစ်ထစ်ချကြိုးစားသွားပါကတင်တနေ့တေချာပေါ့ချမ်းသာလာမှာဖြစ်ပါတယ်။နံပါတ်၂ငွေကြေးဗန္ဒာရေးဆိုင်ရာဗဟုသုတတွေကို စုဆောင်းလေ့လာပါ။ဒါကတော့အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။တနေ့တနေ့အားလက်ချိန်တွေမှာ ငွေကြေးဗဟုသုတတွေဗန္နာရေးအချက်အလက်တွေစုဆောင်းပါကဒီနေ့မှာတင့်အတွက်အကျိုးအမြတ်များစွာရရှိလာမှာဖြစ်ပါတယ်။အိမ်မှာအားနေရင်ကိုယ့်အတွက်အကျိုးရှိစေမယ့်ငွေရနိုင်မယ့်နီလန်းစာအုပ်တွေရှာဖတ်ပါ။ဒါတွေကဒီနေ့တင့်အတွက်စီးပွားရေးလုပ်ရမှာအကျိုးကျေးဇူးများစွာဖြစ်ပေါ်လာမှာပါ။အဲ့ဒီအသိပညာဗဟုသုတတွေကနေဒီနေ့ကိုယ်ပိုင်စီးပွားရေးလုပ်ကံရမှာဝင်ငွေများစွာရရှိလာအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဥပမာအသက်အာမခံထားတာကိုတခြားစီးပွားရေးလုပ်ငန်းတွေလုပ်ပြီး ဝင်ငွေများစွာရှာတာတို့အစရှိတဲ့အသိပညာတွေရရှိလာမှာဖြစ်ပါတယ်။နံပါတ်3ဈေးဝယ်ထွက်တာကိုအတန်းနိုင်ဆုံးလျှော့ချပါ။ဆိုလိုချင်တာကတော့ဈေးဝယ်ထွက်ပြီးအမြဲပတ်စံဖြုံးနေရင်တော့အဆင်မပြေပါဘူး။ကိုလိုချင်တာတစ်ခုကိုဝယ်ပြီးအချိန်ကြာကြာသုံးမှာခဏခဏဝယ်နေရင်တော့အဆင်မပြေပါဘူး။အဲ့ဒီဈေးဝယ်ထွက်နေမဲ့ပတ်စံတွေကိုတခြားတနေရာမှာရင်းနှီးမြှုပ်နှံလိုက်ရင်တစ်ဖက်တစ်လမ်းကနေဝင်ငွေများစွာရရှိလာမှာသိကြပါတယ်။နံပါတ်4 မတုံးခင်အရင်ရင်းနှီးမြုပ်နှံမှာတင့်လစဉ်အတုံးစရိတ်ကိုအမြဲတွက်ချက်နေပါတင့်ရဲ့တလားလားစာ ရူပီး9000ရတယ်ထားတင့်အတုံးစရိတ်က2000ရှိတယ်ဆိုပါစို့တင့်မှာရူပီး3000ကျပ်မယ်အဲ့ဒီရရူပီး1000ခွဲကိုအရေးပေါ်သုံးဖို့ဖယ်ထားပါကျန်တဲ့1000ခွဲကိုရင်းနှီးမြုပ်နှံလိုက်ပါဒါဆိုရင်တင့်မှာပုံမှန်ဝင်ငွေအပြင်တခြားတစ်ဖက်တလန်းအနေနဲ့ဝင်ငွေများစွာထွက်ပေါ်လာမှာဖြစ်ပါတယ်နံပါတ်5ရေရှည်စီမံကိန်းချထားပါ ဒါကတော့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ဘယ်သူမှတပတ်နှစ်ပတ်ထဲတလားနှစ်လတည်းနဲ့မချမ်းသာလာပါဘူး။ရေရှည်စီမံကိန်းချပြီးစနစ်တကျလုပ်ငန်းတွေလုပ်ကင်ရင်တနေ့ချမ်းသာလာမှာဖြစ်ပါတယ်။အချိန်ယူပြီးအလုပ်ကိုကြိုးကြိုးစားစားတေချာလုပ်မှသာတနေ့အောင်မြင်မှုပန်းနိုင်အောင်ရောက်ရှိလာမှာဖြစ်ပါတယ်။အခုပြောပြသွားတဲ့အချက်တွေကိုတင်းတေချာစနစ်တကျဆောင်ရွက်ပါကတနေ့မှချမ်းသာလာမယ်လို့အေကန်မုတ်ချပြောရဲပါတယ်။နံပါတ်6စွန့်စားပါ။ဘယ်သူမှမစွန့်စားဘဲအောင်မြင်မှုမရနိုင်တယ်လို့ ချမ်းသာကြွယ်ဝလာမှာလည်းမဟုတ်ပါဘူး။အောင်မြင်တဲ့ယင်းနှိမ့်မြုံနံသူတူပြောကြချက်အရာချမ်းသာဖို့အများကြီးပင်ပန်းချိနေအောင်စူးစမ်းစရာမလိုပါဘူး။တဖြည်းဖြည်းချင်းယင်းနှိမ့်မြုံနံအလုတ်ကိုတစ်ဖက်မှာလည်းတေချာစူးစမ်းရင်တင်တနည်းချမ်းသာလာနိုင်ပါလေ။တင်တနည်းရရမှာယင်းနှိမ့်မြုံနံမှာဆုံးရှုံးမအောင်မကြောက်ပါနဲ့။လဲကြရင် ပြန်ထပါ။ဒါဆိုရင်တင်တနည်းအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာမှာတေချာပါလေ။ဒီနေ့မှာတော့ပြေးသက်ကြီး ချမ်းသာကြွယ်ဝနိုင်မဲ့နီးလန်းနေကို တဆင်ချင်းစနစ်တကျဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ဒီအချက်လေးတွေကိုစနစ်တကျဆောင်ရွက်ပြီးတေချာရင်းနှီးမြှုပ်နှံမှာကတင်တနစ်ချမ်းသာကြွယ်ဝလာမှာတေချာပါတယ်